နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က Crime Against Humanity ဆိုတဲ့လူသားဖြစ်တည်မှုကိုဆန့်ကျင်တဲ့ရာဇဝတ်မှုနဲ့အလို့ရှိနေတဲ့ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေကိုမက်စလာ၁၇ရက်အင်္ဂါနေ့ကဟောင်ကောင်ကနေအပြန်မနီလာမြို့လေးစိတ်မှာဖမ်းဆီးပြီး Netherlands နိုင်ငံ The Hague မြို့ကိုပို့လိုက်ပါတယ်။ ICC ကထုတ်ထားတဲ့ဖမ်းဝရမ်းကိုပြည့်ရပြီး လီပိုင်ရဲတပ်ဖွဲ့ကနေဖမ်းဆီးလိုက်တာပါ။နယူးယောက်တိုင်းသတင်းဌာနကနေဖတ်ရှုခွင့်ရခဲ့တဲ့ ICC ဖမ်းဝရမ်းထဲမှာ2012ခုနှစ်ကနေ2019ခုနှစ်သူ့တမရတပ်တန်းမှာမူရစေနှိမ်နင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့တရားလက်လွတ်တပ်ဖြတ်မှုတွေဖြစ်ခဲ့တာပေါ့ဒူတာတေးမှာတာဝန်ရှိရလို့ယုံကြည်ရတဲ့အတွက်ဖမ်းဆီးဖို့ဝရမ်းထုတ်ခဲ့တာဖြစ်တဲ့ကြောင်းကြီးသားထားပါတယ်။တမရဟောင်းဒူတာတေးဟာ Davos မြို့တော်ဝင်အဖြစ်တာဝန်ယူခဲ့တဲ့အချိန်မှာရောတမရအဖြစ်တာဝန်ယူနေတဲ့အချိန်မှာပါမူရစေနှိမ်နင်းရေးစီမံချက်တွေကိုဆောင်ရွက်ရမှာ တန်တရားရှိသူတွေကိုတရားစီရင်စစ်ဆေးမှုမရှိဘဲတပ်ဖြတ်တာတွေပေါ်ပေါက်ခဲ့တဲ့အတွက်လူသားဖြစ်တည်မှုကိုစန့်ညင်တဲ့ရာဇဝမှုအဖြစ်2018ခုနှစ်ကတည်းက ICC ကနေစုံစမ်းစစ်ဆေးနေတာဖြစ်ပါလေ။တရားမစီရင်ဘဲတပ်ဖြတ်မှုတွေကျွလုံမှုအမိန်ပေးခဲ့တာမရှိဘူးလို့ဒူတာတေးညင်းဆိုတာတွေကိုနိုင်ငံတကာသတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါလေ။ဒူတာတေးလိုပဲအစ္စရေးဝန်ကြီးချုပ်နက်တန်ညာဟုနဲ့မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့ကိုလည်း လူသားဖြစ်တည်မှုကိုဆန့်ကျင်တဲ့ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ICC တရားရုံးကဆွဲချက်တင်ထားပါတယ်။ဒါကြောင့်ဒူတာတေးအဖမ်းခံရတာကိုကြည့်ရင်မြန်မာစစ်ကောင်းဆောင်တဲ့အပေါင်းပါတွေအတွက်ပြင်းမလွတ်ဘူးဆိုတာကိုပြသနေတယ်လို့အမျိုးသားညီညွတ်ရေးဆိုတာ NUG တမရဂျုံပြောခွင့်ရသူဦးကျော်စောကပြောပါတယ်။ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့စစ်ကောင်းဆောင်တွေကိုပြောချင်တာကတော့ဘိုးဆိုရင်လည်း ICC ဟာရှင်းနေကြောက်နေပြီးတော့ဖမ်းဝရထုတ်ဖို့အတွက်တရားရုံးတောက်ခံထားတယ်။ဆိုတော့ဖမ်းဝရထုတ်ပြီးဆိုရင်သူ့ရဲ့ ဟိုလက်အောက်ခံစစ်တော်ရဲတပ်ဖွဲ့ကလည်းဖမ်းဖို့တောင်းဝန်ရှိတော်တာပေါ့နော်အဲ့တော့မပြတာလဲဆိုတော့သူတို့အနေနဲ့တရားဥပဒေအရအရေးယူတဲ့ဟာကိုရင်ဆိုင်ဖို့အတွက်ကဘယ်လုံးမှရှောင်ပြေလို့မရဘူးဆိုတော့တခုကိုသူတို့တတိမှုဘူးလို့နေမယ်ထို့အပြင်ပါအရင်တော့ကလည်းအရင်ယူဂိုစလာဗီးယားခေါင်းဆောင်ဟောင်းတွေဒီလိုမျိုးဒါဒီတရားရုံးကနေပြီးတော့ပြည်ဆိုင်တရားရုံးကနေပြီးတော့ဒီဖမ်းဝန်းထုတ်တာ ပြီးတော့ကော့ဆိုဗိုကိစ္စတွေမှာအဲ့ဒါတွေလည်း အချိန်တိုင်းတာတစ်ခုမှာသူတို့တွေတရားရုံးမှာရင်ဆိုင်ရတဲ့အနေအထားကိုရောက်တယ်ဆိုတော့တော့တွေးရှိနိုင်တယ်ပေါ့နော်ရိုဝင်ဂျာတွေပေါ်ကျွလွန်ခဲ့တဲ့ကြာဆွဲမှုတွေအတွက်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဖမ်းမရမ်းထုတ်ဖို့ ICC ရှင်းနေကြုံကာရင်အာဆက်အာမတ်ခန်က2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာ ICC တရားရုံးကိုရှောက်ထားခဲ့တာဖြစ်ပါတယ်ဒူတာတေးကိုဖမ်းဆီးနိုင်ခဲ့တာဟာ ICC တရားရုံးမှာထိရောက်တဲ့လုတ်ပိုင်ခွင့်တွေရှိနေတယ်ဆိုတာပြသနေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူမတ်ဝေဝေနုကပြောပါတယ်ဒီအာရှမှာဒီလိုမျိုးအာနာရှင်တယောက်ဒီနိုင်ငံတကာရာဇဝမှုတွေကျူးလွန်ခဲ့တဲ့သမရဟောင်းတယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်ပေါ့နော်ဒီလိုမျိုးဆိုးရွားတဲ့ရာဇဝမှုတွေနိုင်ငံတကာရာဇဝမှုတွေကျူးလွန်ထားပြီးပြီဆိုလို့ရှိရင်တော့တစ်ချိန်မဟုတ်တစ်ချိန်ဖမ်းဆီးခံရမှာပဲပြစ်ပေးအေးအေးယူခံရမှာကျောအခုလဲမြန်မာပြည်မှာမင်းအောင်လှိုင်းအပါဝင်เนาะကျမတို့ပြည်သူတွေပေါ်မှာ အစိုးရရဲ့ရာဇဝတ်မှုတွေတရှိရာဇဝတ်မှုတွေလူသားမျိုးနွယ်စုတွေပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေနောက် genocide တွေကျူးလွန်နေတဲ့လူတွေကိုလည်းတစ်ချိန်မဟုတ်တစ်ချိန်ဖမ်းဆီးပြီးအေးအေးယူခံရမှာဖြစ်တယ်လို့ပဲကျွန်တော်မြင်တယ်ပြေးမလွတ်ပါဘူးဒီလူတာသေးရတာတကတခုဖြစ်သွားပြီပေါ့နော်ဆိုတော့ ICC အနေနဲ့လည်းသူရဲ့လုတ်ပိုင်ခွင့်အာဏာတွေကလည်းတက်ရောက်မှုထိရောက်မှုတွေရှိနေတဲ့ဆိုတဲ့သဘောကိုပြသရရောက်ပါတယ်လို့လူတာသေးရဲ့ဖြစ်ဟာ ြန်မာစစ်ကောင်းဆောင်တွေကိုတတိပေးချက်ဖြစ်တယ်လို့မြန်မာစစ်ကောင်းဆောင်တွေကိုအာဂျင်တီးနားတရားရုံးမှာတရားလိုဖြစ်ဆွဲဆိုခဲ့တဲ့မြန်မာရိုဟင်ဂျာအသင်း UK ရဲ့တီထောင်သူဦးထွန်းခင်ကပြောပါတယ်။အော်ကျွန်တော်တို့ကနေနဲ့ဒီလိုပေါ့နော်ဖိလစ်ပိုင်တမတားဟောင်းကို ICC ကနေဖန်ဝရန်ထုတ်ပြီးတော့ဖန်စီခံရတယ်ဆိုတော့တတိကြလို့တော်တော်လေးဝန်တာပါတယ်။ရာဇဝတ်မှုတွေခင်ဗျားတို့ကလုပ်လို့ရမယ်အခုအကြံပေးစစ်တဲ့အော်ဘယ်သူမှမစိုးပေါ့နော်ကျွန်တော်တို့နိုင်ငံမှာလုပ်လို့ရမယ်ဒါပေမဲ့ခင်ဗျားတို့ပြည့်လို့မှမဟုတ်ဘူး။ ိချိန်ချိန်မှာတော့ခင်ဗျားတို့ခံရမှာပဲအခုဒီအကြံပတ်စီကောင်းဆောင်မြောက်လာတဲ့အတွက်လဲကျွန်တော်တို့ကဂျင်တီးနဲ့တရားရုံးကနေဖန်ဝရင်ထုတ်ထားတယ်ဒါကလည်းတချိန်ချိန်မှာတော့ Interpol နဲ့နိုင်ငံတကာရဲတွေပူးပေါင်းပြီးတော့တချိန်ချိန်မှာဖမ်းခံရမှာပဲ။ဘာဖြစ်လို့ဆိုတော့အနေထားတစ်ခုမှာဒီနေ့သာသူကအကြံပေးစီကောင်းဆောင်ကမဟုတ်မတရားအာဏာကိုရှုတ်ခိုင်းထားဖို့ကြိုးစားပေမဲ့တချိန်ချိန်မှာသူအာဏာမရှိတဲ့အချိန်မှာဩသူအာဏာရှိပြီးတော့နိုင်ငံခြားထွက်တဲ့အချိန်မှာသူအဖမ်းခံရမှာပဲ။ ဒါကတော့ကျင့်သေးပါဘာဖြစ်လို့ဆိုတော့ဒီနေ့ဒူတာဒေးဖန်ခံရတဲ့ဟာတကူကကျွန်တော်တို့နိုင်ငံကနိုင်ငံကအချမ်းပဲဆက်ကောင်းဆောင်မိအောင်လိုင်းကိုဒါသတိပေးတဲ့အချက်တစ်ခုလေးဖြစ်နိုင်တယ်ဆိုတာကျွန်တော်အလေးပြောချင်ပါတယ်ဖိလစ်ပိုင်နိုင်ငံကို ICC တရားရုံးအဖွဲ့ဝင်ဖြစ်ကနှုတ်ထွက်ခဲ့ပြီးဖြစ်တာကြောင့်အခုလိုဖန်ဆီမှုကတရားမဝင်ဘူးလို့ဒူတာဒေးကိုထောက်ခံသူတွေကပြောဆိုနေကြပါတယ်ဒါပေမဲ့ ICC ရဲ့ဖန်ဝရမ်းမှာတော့ဖိလစ်ပိုင်နိုင်ငံအဖွဲ့ဝင်ဖြစ်နေစေကာလမှာကျူးလွန်ခဲ့တဲ့တပ်ဖြတ်မှုတွေအတွက်စွဲချက်တင်ထားတာဖြစ်တဲ့အတွက် ဖမ်းဆီးခွင့်ရှိတယ်လို့យေတာထားတဲ့ကြောင်း New York Times သတင်းမှာဖော်ပြပါတယ်။မြန်မာနိုင်ငံကတော့ ICC အဖွဲ့ဝင်မဟုတ်ပါဘူး။ဒါပေမဲ့ Rohingya တွေကိစ္စနဲ့ပတ်သက်ပြီး ICC အဖွဲ့ဝင်နိုင်ငံတွေမှာအရေးယူနိုင်မလားဆိုတာကိုစုံစမ်းစစ်ဆေးပြဖို့ Bangladesh နိုင်ငံကနေတင်ပြထားတဲ့အတွက် ICC ရာဇဝတ်ခုံရုံးရဲ့ရှေ့နေအဖွဲ့ကနေ2019ခုနှစ်ကစပြီးလေ့လာနေတာဖြစ်ပါတယ်။ဒါအပြင် ICJ ဆိုတဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးအဖွဲ့ဝင်ဖြစ်တဲ့အတွက် Rohingya တွေကိုလူမျိုးတုံးတုတ်တင်ရှင်းလင်းမှုနဲ့ ဂမ်ဘီယာနိုင်ငံကလည်းတရားစွဲဆိုထားတာကိုညင်ဆိုင်နေရပါတယ်ခင်ဗျာကျွန်တော်ရဲကောင်မြန်မာမှာဒီသတင်းစာမကိုအမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမြို့တော်အာရဖီယုံကျွန်းကနေထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်